မင်္ဂလာပါဒီကနေ့မေလ30ရက်ဟာဆရနာသိမ်းမှု1580ရက်မြောက်ဖြစ်ပါတယ်ဒီပတ်မှာတော့ဖားကန့်ကြောက်ဖြူနဲ့နောင်ချိုဘကသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုပ်ဆုံးဖားကန့်သတင်းတွေနဲ့စကြင်ပါတယ်ကချင်ဘက်မှာတော့ဖားကန့်ကိုတက်လာတဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာဖားကန့်မြို့ကိုရောက်လာပြီးတော့လုံကင်းဖားကန့်နဲ့ဒီမော်စီစာဝင်းကျင်ကိုစုမိုးနိုင်ဖို့စူးစမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီစစ်ကြောင်းဟာခမ်းမန်းအင်အား200ဝန်းကျင်လောက်ရှိနိုင်ပြီးတော့လုံကင်းအဝင်ကြောက်ဖြာရွာဘက်မှာလည်းဒီတင်ကားတွေပါတဲ့နောက်ထပ်စစ်ကြောင်းတစ်ခုကြံနေသေးတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။မေလ29ရက်မှာတော့မြို့ရဲကိုရောက်လာတဲ့စစ်ကြောင်းတွေဟာစူပောင်းယုံမြို့ဦးစီတီနဲ့အထကကြောင်ပြီးတော့ဒီဖာကန်ဗျူဟာဂုံးနေဘက်မှာအင်အားဖြည့်စကန်းချခဲ့တယ်လို့သိရပါတယ်။မေလ30ရက်မှာတော့စူပောင်းယုံမှာစကန်းချတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက မော်စီစာတောင်ပေါ်ကျောင်းကိုကားသုံးစီးအင်အား100ကျော်လောင်းနဲ့ရောက်လာပြီးတက်ဆွဲဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကခံမှန်းပြောဆိုပါရတယ်။ဒါအတူပဲမရှိကထောင်ကတရုတ်ဘုံကျောင်းကိုမှလည်းအင်အားဖြည့်တင်ထားတယ်လို့ဆိုပါရတယ်။ဒီကနေ့မနက်ပိုင်းတော့ဒီလုံကင်းရမ်းချက်စက်ယုံတဲ့ကိုကြောက်ဖြာဘက်ကနေစစ်ကြောင်းတစ်ကြောင်းထပ်ဝင်တယ်ဆိုတဲ့အတိမပြုနိုင်သေးတဲ့ကောလာဟာလသတင်းတွေလည်းထွက်နေပါရတယ်။ဆိုင်းတောင်ဘက်ကိုတော့ KIA PDF တွေကစုမိုးထားပြီးလုံကင်းမော်စီစာ ဖားကန့်ဒေသခံတွေကတော့မြို့ထဲမှာတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပြီးစိုင်တီလည်းပိတ်ထားကြတယ်လို့ကနဦးသိရပါဗျ။လုံငင်းဘက်ကိုစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်ချိန်ကတိုက်ပွဲဖြစ်ခဲ့ပြီးတော့စစ်တပ်ကပြစ်ခတ်တာကြောင့်ဒေသက9ရောက်ထပ်မနေသေးဆုံးကဒဏ်ရာရသူတွေလည်းရှိခဲ့ပါဗျ။အခုတော့ဗမော်ဘက်ကိုသွားရအောင်ပါ။ဘောင်မော်မှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KI ဥဆောင်တဲ့ပူပေါင်းတပ်တွေက မေလ28ရက်မှာထိုးစစ်တွေပြန်ဆားခဲ့ပေမဲ့ဒီကနေ့မေ30မှာတော့တိုက်ပွဲတွေအနည်းငယ်ပြန်ငြိမ်ပုံရတယ်လို့ DVV ရဲ့နေကန်သတင်းတောက်ကပြောပါတယ်။ဒါပေမဲ့စစ်တပ်ကနေတိုင်းဒီပါလေကြောင်းကနေရိတ်ခခဲရန်တွေကိုဖြည့်သိမ်းနေပြီး drone ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေရှိနေကစခခ27ဝင်းကျင်မှာပဲထိတွေ့မှုတချို့ရှိနေကြောင်းသိရပါတယ်။အခုတော့ကြောက်ဖြူဘက်ကိုသွားရအောင်ပါ။ ရခိုင်မှာတော့ဒီစစ်တွေကြောက်ဖြူနယ်မအောင်မျိုးတွေလောက်ပဲကျန်တော့ပြီးလက်ရှိမှာတော့ဒီကြောက်ဖြူဒေသမှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပါတယ်။အာရခတတော် AA ကမေလ29ရက်မှာတော့ဒီအမှတ်32ရဲတပ်ရင်းရဲ့ရှေ့တန်းကာကင်းဖြစ်တဲ့ဒီနှမ်းဖဲတောင်ရွာနဲ့စခန်းကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ဒါအတူပဲရဲတပ်ရင်းကပြိုင်းစစ်ကြီးရွာနာမှာလည်းဒီတိုက်ပွဲတွေဆက်ရှိနေပြီးတော့ အေရဲ့ထိုးစစ်ဟာအမှတ်30နှစ်ရဲတဲ့ရင်ကိုဥတီနိုင်ကြောင်းလေးလာသူတွေကပြောကြပါဗျ။စစ်တပ်ဟာတရုတ်စီမံကိန်းစက်ယုံနေနာမှာကာကင်းစကန်တွေစောက်ထားပြီးတရုတ်လုံခြုံရေးတချို့ကလည်း drone ပညာတွေကူညီပေးနေတယ်လို့အတိမပြုနိုင်တဲ့သတင်းတွေထွက်နေပါဗျ။အခုတော့နောင်ချိုဘက်ကသတင်းတွေကိုတင်ပြခြင်းပါဗျ။ TNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်ထဲမှာလဲစစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်လာကြောင်းတိုက်ပွဲတွေဆက်ရှိနေပါဗျ။ လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာနောင်ရှုံမြို့နယ်ဒီဆယ်မိုင်ဝင်းကျင်ပဲအကွာရှိတဲ့ရွှေမုတော်ကြီးရွာကိုရောက်နေပြီးနောင်လင်ဘက်ကတက်လာတဲ့စစ်ကြောင်းကလည်းဒီနောင်ချိုကြီးဘက်အထိကိုရောက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဟာဂုတ်ထိတ်ကိုမရောက်ခင်မှာပူပေါင်းပြီးနောင်ချိုမြို့ကိုဝင်ဖို့စူးစမ်းနေတာဖြစ်နိုင်တယ်လို့စစ်ရေးလေးလာသုံးသပ်သူစီဒီအမ်ဗိုလ်ကြီးစင်ယော်ကခန့်မှန်းပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ TNL ဘက်ကအတည်ပြုထုတ်ပြောတာမရှိသေးပဲပြီးခဲ့တဲ့ရက်ပိုင်းကဒီရာပြင်ကြေးရွာအနီးဝန်းကျင်မှာတိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုတာကိုသာမီဒီယာတွေကိုဖြေဆိုထားပါတယ်ဒါအတူပဲပြင်ဦးလွင်ကနေနောင်ချိုဘက်အတက်ဒီအုံမတီဝကြွာဝန်းကျင်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းလေးကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြင်းညီဖော်ပြပေးနေပါတယ်ခင်ဗျာ။